မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတိုင်းရင်းသားတွေဖြစ်နိုင်တာသာပြောဖို့လိုပြီးမဖြစ်နိုင်တာရှောင်မလို့ဖို့နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့မင်းအောင်လိုင်းပြောဆိုပြန်တဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ် အကျန်းဘက်မင်းအောင်လိုင်ကတိုင်းရင်းသားလက်နက်ကန်များအနေနဲ့ငင်းချင်းရရှိရေးဖြစ်နိုင်တာတွေဒါပြောဖို့လိုပြီးမဖြစ်နိုင်တာတွေမပြောကြပါနဲ့လို့ပြောဆိုလိုက်ပါတယ်။ဒီနေ့နေပြည်တော်မှာ NCA တနိုင်ငယ်လုံးအဖြစ်ခဲ့ရဲစေရေးစာချုပ်လက်မဲ့ရေးထိုးခြင်းဆယ်နှစ်ပြည့်ခမ်းနားမှာမင်းအောင်လိုင်ကအဲ့ဒီလိုပြောဆိုတာဖြစ်ပါတယ်။သူ့အနေနဲ့ငင်းချင်းရရှိရေးဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းရေးအတွက်တိုင်းရင်းသားလက်နက်ကန်တွေကိုဖိတ်ခေါ်ကြောင်းအခြေခံဥပဒေပြင်ဆင်ဖို့လည်းသဘောတူညီထားကြောင်းလက်မဲ့ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးရမှာဖြစ်ကြောင်းရွေးကော ပွဲမှာတိုင်းသားလွတ်တော်ကိုယ်စားလှယ်တွေဝင်လာနိုင်အောင်ပြည်အောင်စနစ်ကိုအသုံးပြုထားကြောင်း နိုင်ငံရေးပြဿနာတွေကိုလက်နက်ကမ်းပြီးတော့ဖြေရှင်းလို့မရဘဲဆွေးနွေးအဖြေရှာရမှာဖြစ်ကြောင်းလွတ်တော်ထဲမှာပြောရင်ပိုကောင်းကြောင်းမင်းအောင်လိုင်ကဆိုပါတယ်ဖြစ်နိုင်တာကျွန်တော်ဘက်ကလုပ်ပေးမယ်တိုင်းရင်းသားနဲ့သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်းဖြစ်နိုင်တာကိုပဲပြောဆိုလုပ်ကြဖို့ပြောချင်ပါတယ်မဖြစ်နိုင်တာကိုရှောက်ပြီးတော့မှလုပ်နေလို့မရပါဘူးဥတီဇံမှန်ကန်စွာလုပ်ဖို့လိုအပ်ပါတယ်တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်တွေကိုပြောတဲ့အခါမှာနိုင်ငံရေးဆင်မြင့်ဖြစ်တဲ့လွတ်တော်ပေါ်မှာပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါတယ်လို့မင်းအောင်လိုင်ကဆိုပါတယ် နိုင်ငံမှာအခုလိုပြဿနာတွေကြုံနေရတာကပညာရေးကြောင့်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ပညာရေးအခြေအနေကမကောင်းမွန်ကြောင်း ပညာရေးကိုသူ့အနေနဲ့ဦးစားပေးပြီးသာသမီချင်းចောင်းသားချင်းဆန္ဒတတ်ကြဖို့လို့ကြောင်းចောင်းမဲကိုပြန်လည်ထိန်းချုပ်ပြီးနောက်ပညာရေးကိုဦးစားပေးအနေဖြင့်ចောင်းတွေချက်ချင်းဖွင့်ခိုင်းခဲ့ကြောင်းမင်းအောင်လိုင်ကဆိုပါတယ်တကယ်တော့မင်းအောင်လိုင်ကတနိုင်ငံလုံးစားတင်ចောင်းတွေကိုစစ်တပ်ရဲ့လေးចောင်းတိုက်ခိုက်မှုတွေကြောင်းចောင်းသားចောင်းသူတွေကလေးငယ်တွေတေဆုံးပြီးចောင်းတွေအကြီးအကျယ်ပျက်စီးနေတာကိုထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူး သူကနေကုန်းကျုပ်ပြောဆိုရမှာနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့လေပြောဆိုအဆုံးသတ်ပါတယ်ကျွန်တော်အလေးနဲ့ပြောပါရစေကျွန်တော်တို့နိုင်ငံကိုဒုက္ခရောက်အောင်တော့မလုပ်ကြဖို့ပြောချင်ပါတယ်တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ပူးပေါင်းဆောင်ရွက်ပေးကြဖို့ပြောလိုပါတယ်ဟုမင်းအောင်လိုင်က ပြောကြားခဲ့ပါတယ်မေအောင်လိုက်ကဒီနေ့ခန်းနောက်မှာရေးလာတဲ့ဆာရွက်ထဲကအကြောင်းအရာတွေဖတ်ပြပြီးနောက်သူ့အနေနဲ့နောက်ထပ်10မိနစ်လောက်ပြောပြရစီဆိုပြီးသူ့အမြင်တွေကိုထင်ရမြင်ရတွေထပ်မံပြောဆိုသွားကြောင်းလည်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ရဲ့မြေရှားသတ္တုထိမ့်ချုပ်ထားမှုကိုတုံ့ပြန်ရေးအမေရိကန် G7 တို့ပူးပေါင်းဆောင်ရွက်ဖို့ EU ဂျိုးပန်းနဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြေရှားသတ္တုတင်ပို့မှုပေါ်တရုတ်ကပုံမှန်တင်းကျပ်စွာထိမ့်ချုပ်ထားမှုကိုတုံ့ပြန်ရေးဥရောပသမဂ္ဂ EU ကအမေရိကန်တခြား G7 လက်တွဲပေါ်တွင်ပူးပေါင်းဆောင်ရွက်ဖို့ဂျိုးပန်းနေကြောင်း EU ကုန်သွယ်ရေးအရှိတွေနဲ့အခြားအရာရှိတွေကအောက်တိုဘာ14ရက်ကပြောကြားလိုက်ပါတယ်။ကမ္ဘာမှာမြေရှားသတ္တုအများဆုံးထုတ်လုပ်တဲ့တရုတ်ကတ မရရှီချင်းပြင်းနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြားမှာစီစဉ်ထားတဲ့ဆွေးနွေးမှုတွေမတိုင်ခင်ပြီးခဲ့တဲ့သတင်းပတ်ကစတင်ပြီးမြေရှားသတ္ထုတင်ပေါ်မှုကိုပုံမတင်ချက်စွာထိန်းချုပ်လိုက်ပါတယ်အဲ့ဒီအစည်းအဝေးတွေဟာတရားမျှတမှုမရှိဘူးလို့ဥရောပကုံသွေးကော်မရှင်နာမင်းကြီးမာကိုဆက်ကိုဘက်ကပြောကြားလိုက်ပြီးကုံသွေးပြည်ထနာရီနဲ့ပတ်သက်လို့ဒိမတ်မှအစည်းအဝေးကျင်းပခဲ့တဲ့ EU ဝန်ကြီးတွေကတရုတ်ရဲ့လုံရက်တွေအရန်စိုးရိမ်စရာကောင်းကြောင်းပြောဆိုခဲ့ကြပါတယ်။ ။တရုတ်ကအမေရှားတပ်ထုတင်ပို့မှုကိုပြီးခဲ့တဲ့ဧပြီလမှာထိန်းချုပ်လိုက်တာကြောင့်ကမ္ဘာတဝန်ပစ္စည်းပြက်လက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ကော်မရှင်နာမင်းကြီးဆက်ကိုပစ်ကအဲ့ဒီကိစ္စကို G7 ဝင်ကြီးတွေနီးလန့်ရှာဖွေဖို့ဆွေးနွေးနေပြီးသူ့အနေနဲ့လည်း American စီးပွားရေးဝင်ကြီးဟော ဝလူနစ်နဲ့ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။လာမယ့်သတင်းပတ်တွင်တရုတ်အရာရှိတွေနဲ့ဆွေးနွေးသွားဖို့ရှိတယ်လို့လည်းဆက်ကိုဖက်ကပြောပါတယ်။ကမ္ဘာအခြေဆုံးကုန်သွယ်ရေးအဖွဲ့အစည်းဖြင့် EU အနေနဲ့စီစီလုံးလုံးအားကောင်းကောင်းနဲ့တုံ့ပြန်ရေးအင်အားထုတ်ပြဖို့လိုအပ်နေပြီလို့ဒိမတ်နိုင်ငံသားရေးဝင်ကြီး လောက်ရစ်မူဆန်ကပြောပါရယ်မိမိတို့အနေနဲ့စီလုံးမှုရှိရင်မြတ်မြတ်တတ်တာလှုပ်ဆောင်လာစေရင်တရုတ်ကိုကောင်းကောင်းဖိအားပေးနိုင်မှာဖြစ်တယ်လို့လည်းသူကပြောပါရယ်အဲ့ဒီမြေရှားကိစ္စနဲ့ပတ်သက်လို့သမရထရန်ကတရုတ်အပေါ်ကွန်တရာရာဂိုင်းတို့ကောက်ခံမယ်လို့ချိန်ချောက်ခဲ့တာကြောင့် stock share ဈေးကွက်တွေလှုပ်လှုပ်ခက်ခက်ဖြစ်သွားခဲ့ပါရယ်ဝင်ကြီးရမူဆန်ကအခွန်တိုးကောက်တာတွေကိုအမပေးပဲဘီဂျင်းနဲ့ပွန့်ပွန့်လင်းလင်းပြောဆိုဆွေးနွေးဖို့တိုက်တွန်းထားပါရယ် EU အနေနဲ့ G7 နဲ့ပူးပေါင်းပြီးမြေရှားတပ်ထုစစ်မှန်ကိန်းတွေပူးပေါင်းလှုပ်ဆောင်တာဒါမှမဟုတ်တပ်ထုတန့်စင်ရေးလှုပ်ဆောင်တာတွေပြုလုပ်တဲ့လို့ဝင်ကြီးဆက်ကိုဗစ်ကပြောပါတယ်။အဲဒီလိုစစ်မှန်ကိန်းတွေဖော်ဆောင်ဖို့ကအချိန်ယူရမှာဖြစ်ပေမဲ့တရုတ်စီကမိမိတို့ရရှိလိုက်တဲ့သတင်းစကားတွေအရအဲဒီလိုလုပ်ငန်းစဉ်တွေကိုမိမိတို့အနေနဲ့တက်နိုင်သမျှအများဆုံးလှုပ်ဆောင်ရေးအာရုံစိုက်ဖို့လိုအပ်နေပြီဆိုတာထင်ရှားတယ်လို့ဝင်ကြီးဆက်ကိုဗစ်ကပြောဆိုထားကြောင်းသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့ပါတီကြီးတချို့စီယုံရေးဆင်းနေတဲ့အပေါ် ပါတီငယ်တွေပါပြောလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်မရှင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအတွက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကိုမဲဆွဲစည်းရုံးရေးအတွက်အချိန်ကာလမကြေညာရသေးပေမဲ့ပါတီကြီးတချို့ကတော့စည်းရုံးရေးဆင်းနေကြပါတယ်။အထူးသဖြင့်စစ်တပ်ကြောတောင်းနောက်ခံပြုထားပြီးစစ်အရာရှိတွေရာနေချီယူနီဖောင်းချုပ်ကကိုယ်စလဲလောင်းဖြစ်ဝင်ပြိုင်ကြမယ်။ကြံ့ခိုင်ရေးပါတီဟာတွေးဆောင်ပွဲနဲ့အလူခမ်းနာအကြောင်းပြပြီးမြေပြင်မှာရောဆိုရှယ်မီဒီယာမှာပါပါတီစည်းရုံးရေးလှုပ်ဆောင်နေတာပါ။ကျန်းခံရေးပါတီဥက္ကဋ္ဌဥခင်ကြီးကလည်းပါတီနဲ့ပတ်သက်တဲ့မူဝါဒတွေလုပ်ငန်းဆောင်တာတွေအကောင့်ထဲပေါ်မဲ့လမ်းစဉ်တွေပါဝင်တိုင်းပြည်တိ ဆောင်ရေးနဲ့ပတ်သက်ပြီးအဆင်သင့်ဖြစ်နေတဲ့ကြောင်းတောင်းလျှောက်ပြောဆိုနေတာဖြစ်ပါတယ်။မွန်တိုးတက်ရေးပါတီကောင်ဆောင်သူကတော့ပါတီစည်းရုံးရေးနဲ့ပတ်သက်ပြီးဒါဟာဥပဒေကိုလက်တလုံးချောင်းလောက်တာဖြစ်ပြီးရွေးကောက်ပွဲအောင်နိုင်ဖို့မဲပေးမယ့်ရဲ့အနီးကပ်ရောက်မှသာလူလူကောင်းနဲ့ပိုးဝင်တယ်လို့ပြောပါတယ်။ဒါကတော့ဥပဒေကိုလက်တလုံးချောင်းလောက်သွားတယ်လို့ပဲပြောရမှာပေါ့။ဒါပေမဲ့ပါတီတခုရွေးကောက်ပွဲအောင်နိုင်ဖို့ဆိုတဲ့နေရာမှာကျွန်တော်တို့အမြင်ကြနောက်ဆုံးမှကြီးညာတဲ့လူက လူလူကောင်းတဲ့ပုံဝင်တာပေါ့ကျွန်တော်တို့မွန်ညင်ညွရေးပါတီပဲပြောပြောမွန်တိုးတက်ရေးပါတီပဲပြောပြောကျွန်တော်တို့ကငြိမ့်ငြိမ့်ပဲနေတယ်ကျွန်တော်တို့ကတိုင်းရင်းသားပါတီတွေဆိုတော့အဲ့ဒီတော့ကျွန်တော်တို့ဖျက်တမ်းလာခဲ့တဲ့ရွေးကောက်ပွဲ၃ခုအရာဒီအတိုင်းအွန်လိုင်းပဲပြော Facebook ပဲပြောပြောဒါတွေဟာခုနှစ်ရက်ပဲကြာတယ်လူလူကောင်းနဲ့ရောက်မသွားဘူးမဲထဲတဲ့နေ့မှာကျင်းပမဲ့ရပိုင်းအလို့မှာအဓိကစီယုံနိုင်မှသာလျင် အောင်မြင်မှုရနိုင်နေဒါကျွန်တော်တို့အတွေ့အကြုံရပေါ့အဲ့ဒါကြောင့်အခုသူတို့လုပ်ရင်လဲကျွန်တော်တို့အတွက်တော့လုပ်ဖို့ရည်စရာကြီးတော့ ဖြစ်နေတာပေါ့ဟု၎င်းကဆိုပါတယ် ကရင်ပြည်နယ်တွင်စီယုံမဲ့မွန်တိုတက်ရေးပါတီအနေနဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ခွင့်ပြုချက်အရနိုင်ငံပိုင်ရုပ်မြင်သံကြားမှာပါတီရဲ့မူဝါဒသဘောထားတွေကိုဟောပြောပေးသွားမှာဖြစ်တယ်လို့ဆိုရှယ်မီဒီယာကနေလည်းစီယုံသွားဖို့ရှိမယ်လို့သူကအတည်ပြုပါတယ်။လက်ရှိမှာရွေးကောက်ပွဲကျင်းပနိုင်မဲ့နေပြည်တော်ပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအတွင်းသက်ဆိုင်ရာကော်မရှင်အဖွဲ့အစည်းရုံးတွေနဲ့ရက်ကြေးရုံးတွေမှာမဲပေးပိုင်ခွင့်ရှိသူတွေရဲ့မဲဆန္ဒခြင်းအမည်စင်းတွေကိုရက်တိုးပြီးကတ်ထားတာပါ။အာဏာသိမ်းမှုတွင်ပြည်တွင်းစစ် ြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာစစ်ကော်မရှင်ဦးဆောင်ကျင်းပမယ့်အပိုင်းလိုက်ထွေထွေရွေးကောက်ပွဲပေါ်ပြည်သူလူထုတွေစိတ်ဝင်စားမှုမရှိတာကြောင့်မင်းစင်းတွေကိုတောင်းရောက်ကြည့်ရှုစစ်ဆေးသူအလွန်နေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်ဒီပေါ်ကြံ့ခိုင်ရေးပါတီကမဲပေးခွင့်ရှိသူတိုင်းအခွင့်အရေးမဆုံးရှုံးစေရသူတို့ပါတီကနေထောင်ရပူပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးမဲစင်းသွားရောက်ကြည့်ရှုစစ်ဆေးမှုနဲ့ပူပေါင်းပါဝင်ပေးဖို့ TikTok နဲ့ Facebook တွေမှာတိုက်တွန်းနေတာပါ ။ဒါအပြင်ဒေါ်သက်သက်ခိုင်ဦးဆောင်နေပြည်သူရှေ့ဆောင်ပါတီပြည်သုံးလုံးကလည်းမင်းဆန္ဒရှင်ပြည်သူတွေနိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင်မင်းချင်းအချိန်မီစစ်ဆေးပေးဖို့လူသုံးများတဲ့ Facebook နဲ့ TikTok Social Media တွေကနေနှိုးဆော်နေတာဖြစ်ပါတယ်။တစ်ဖက်မှာတရင်းစာရှင်လင်းပွဲကနေတဆင့်မူဟာရတွေလုပ်ငန်းဆောင်တာတွေနဲ့မင်းမြန်ချက်တွေပါဝင်ရုံးကန်ဖွင့်လှစ်တာပါတီဝင်အစိုးပြုလွှာပေးတဲ့ခန်းနာတွေမှာလည်းလူလူဘဝအထက်ငင်းချမ်းလုံးကြုံစွာကြီးပွားကြဆိုပြီးပြည်သူ့ရှေ့ဆောင်ပါတီကဆိုရှယ်မီဒီယာတွေမှာ ည်းရုံးရေးလှုပ်ဆောင်နေပါတယ် ရေကောက်ပွဲဆိုင်ရာလုံထုံးလုံနည်းတွေအရဒေထွေရေကောက်ပွဲကျင်းပမယ့်နေ့ရက်မတိုင်ခင်ရက်ပေါင်း60လို့မှနိုင်ငံရေးပါတီတွေအတွက်မဲဆွဲစည်းရုံးရေးကာလဖြစ်သတ်မှတ်ကြေညာလေးရှိပါတယ်။ဒါကြောင့်ထွေထွေရေကောက်ပွဲအပိုင်းတစ်ကိုလမ်းမဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်တဲ့အတွက်မဲဆွဲစည်းရုံးရေးကာလကိုအောက်တိုဘာနှောင်းပိုင်းမှာသတ်မှတ်နိုင်တယ်လို့နားလည်ရပါတယ်။ဒါပေမဲ့လုံချုံရေးအခြေအနေတွေကြောင့်ရေကောက်ပွဲဝင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေအတွက်လူစုလူဝေးနဲ့လှည့်လည်ပြီးမဲဆွဲစည်းရုံးဖို့မဖြစ်နိုင်တော့တဲ့အခြေအနေလို့ နိုင်ငံရေးပါတီတို့ကလက်ခံထားကြကြောင်းသိရှိရပါတယ်။